အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ CRM စစ်သားဇင်ယောဖြစ်ပါတယ်2025ခုနှစ်စက်တင်ဘာလ30ရက်စီးရီးသတင်းကောင်းတို့30ချက်များကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ကျွန်တော်ရဲ့ YouTube channel ဟာ report တွေမိနေတာမလို့နားထောင်ပေးနေတဲ့ပြည်သူများအနေနဲ့ like and share comment လေးတွေရေးပေးကြအောင်မြစ်တာရက်ခံပါတယ်မားတဲ့ကြားနေအချိန်ပေးပြီးအစားဆုံးနှီးပါနားထောင်ကြတဲ့အတွက်လည်းကျေးဇူးများကြီးတင်ပါတယ် နိုင်ငံတော်လုံးမှာရှိတဲ့စေတရဲလှုပ်ရှားမှုတွေနဲ့တော်လိုင်းအောင်ပွဲသတင်းတွေစက်တီတက်လို့တွေကိုစူးစမ်းပြီးတော့တရက်တစ်ပုတ်ပုံမှန်တင်ဆက်လို့ရနေအောင်ကျွန်တော်တို့အဖွဲ့အစည်းစူးစမ်းနေပါတယ်ခင်ဗျာမကွေးတိုင်းဗရန်ဒာနဲ့နိုင်ငံစစ်မျက်နှာကိုကြည့်ရအောင်ပါနိုင်ငံခန်းစစ်စကားကိုဟာအာရခတတော်အတွက်အမ်းမြို့နယ်ကိုကာယံထားတဲ့ဒတိုင်းဖြစ်ပါတ ကိုကြီးတို့နဲ့က၃နှစ်နီးပါးလက်ရည်စမ်းခဲ့ဘူးတော့မို့ကောင်းကောင်းကြီးခံမှန်းလို့ရပါတယ်လက်ရှိအင်အားအစုဖွဲ့နဲ့နိုင်ငံကဘာလုံးစခန်းကိုအချိန်မရွေးတက်သိမ်းပြစ်လိုက်လို့ရတဲ့အနေအထားရှိပါဒါပေမဲ့ကျမ်းမတ်တက်ကလည်းပိုင်သက်ကြော်ရည်ကြီးမှမဟုတ်တာဖုံးမြစ်တစ်ဖက်ကမ်းမှာကလာခါလို့ခေါ်တဲ့မခွေးလေတဲ့စခန်းဌာနချုပ်ကနင်းနီလေးပါ ပဇင်းတွေငှက်တွေပွေခနဲချက်ချင်းရောက်လာမှာဖြစ်ပါတယ်။ကြောင်ကြီးမှာကလည်းအမြောက်စစ်စစ်ကိုကဲမှုဌာနချုပ်တခု အမြောက်တိုင်းနှစ်ရင်းရှိနေတာမို့နေရာခံစစ်အေရီယာဒက်ဖန်တာဖြစ်သွားမယ်ဆိုရင် fire power ချင်းရှင်လို့မရဖြစ်သွားမှာပါ။အားရခရဲ့ထိုးစရာပဋိမုံရလန်းကိုပဲချမ်းကိုကြော်နိုင်မဲ့အခင်းချင်းရှိမနေသေးတာကိုတွေ့ရပါတယ်။ ကိုကြီးတော့ဟာစကန်းသို့မဟုတ်မျိုးတစ်ခုခုတည်ရင်ဌာနချုပ်တစ်ခုခု တိုက်မယ်ဆိုရင်စစ်တဘောအရလန်ကြတာစုတ်သွားတာမျိုးတွေအကျေရင်မြင်များ ရှိခဲ့ပါသေးရအောင်တိုက်သွားတာပဲဖြစ်ပါတယ်စိုက်လို့ရပြီသမားကိုလည်းယခုချိန်ထိလက်လွတ်ရခြင်းမျိုးရှိမနေသေးတာကိုလည်းတွေ့ကြရမှာပါယခုနေတာအဲ့ရဲ့ခံစစ်စုံကိုနိုင်ရီကံအထိစင်ပြီးလာကာထားတဲ့သဘောဖြစ်ပါတယ် နိုင်ငံပြည်မခံစေကဘာလုံးစကားကိုကိုချီတို့ဟာမိုဘိုင်းတက်ဖက်အနေထားနဲ့ထိန်းချုပ်ထားတာကိုတွေ့ရပါတယ်။အမတ်ကိုကြကိုချီမြန်တမဌာနချုပ်ဖယိုဖယဲနဲ့ပြန်ဆင်းသွားပြီးမှအမတ်ဆက်ကွန်စစ်စီကိုကဲမှုဌာနချုပ်ရဲ့လက်အောက်ခံတပ်တွေဟာသိုးစစ်ပြုမှုရှိတဲ့ခံစစ်ပုံစံအခင်းချင်းနဲ့လှုပ်ရှားလာနေတာဖြစ်ပါတယ်။ချီအပိုင်းကပြောခဲ့သလိုအမတ်ဆက်ကွန်စစ်စီကိုကဲမှုဌာနချုပ်နဲ့ ဗရန်တန်ရဲ့စေးရီမန်းကျဲဟာအန်ယိုမအကိုကြော်ဖြတ်နိုင်မှုအထိဖြစ်နေတာကိုတွေ့ရပါတယ်။ယခုလာသမိုင်းအကြမ်းတ်တပ်ဘက်ကအထိနာခဲ့တာဟာလည်းပူပေါင်းတပ်ဖွဲ့တွေအထိုင်ချထားတဲ့စခန်းတစ်ခုကိုတိုက်စစ်ဆင်ခဲ့တာဖြစ်ပြီးလန်ကြတဲ့အကြမ်းအားရခတ်တပ်တော်နဲ့ပူပေါင်းတပ်တွေဟာထပ်ကြလိုက်ပြီးလက်စာတုံချေမုံတော်ကိုခံလိုက်ကြတာဖြစ်ပါတယ်။အဆိုပါဖြစ်စဉ်ပြီးအမှန်စကားစစ်စေးကိုပဲမှုဌာနချုပ်တက်ရဲ့ တမုဒ္ဒတာတွေနေ့စဉ်မပြတ်ဖက်ပြေးလာရာကနေထက်ပြီးတိုက်ဖြစ်ပြန်ဆင်လာတာဖြစ်ပါတယ်။ဂုံကြီးနဲ့လင်းတဲ့တေးရီဘက်ကိုစစ်ကြောင်းတွေရောက်ရှိလာတာရှိတယ်လို့ဂျေတာဘုတ်ဝင်တွေရဲ့ဆွေမျိုးမိသားစုတွေလည်းစတင်တိတ်ဆောင်နေပြီဖြစ်ပါတယ်။ဘိုးကြီးတို့လာရင်ကျမတို့ရွာလေးပြာဖြစ်တော့မယ်ဆိုတာကိုသိနေကြပုံရပါတယ်။ဂုံကြီးရဲ့ရှင်းတော်ပဲနိုင်ငံပင်မကုန်းစကန်းကြီးကြပါလက်နေကြီးစကန်းတစ်ခုအထိုင်ချပြီးပြစ်ကူပေးတိုက်ဆစ်ဆင်နေခြင်းဖြစ်ပါတယ်။ ဆိုပေမဲ့လည်းရိုးရမပြက်အတုံယုံမက်ဆီကိုက်လျက်ရှိနေသေးတာဖြစ်ပါတယ်။ဂျမန်နေမနေ့ပိုင်းမှာတော့မခွေးတန်နေအတွင်းထဲကထွက်လာတဲ့အင်အားဖြင့်စီရင်နာဆက်တစည်းဗရန်တန်နေတဲ့ကိုဝင်လာပြီးစုံကုန်းအမှတ်905အမြောက်စစ်စီကိုကဲမှုဌာနချုပ်ထဲမှာအခြေပြုလာတာကိုတွေ့ရပါတယ်။အကြမ်းတက်ဟာကုန်းကြီးစခန်းကိုတိုးနေရင်းနဲ့ခြေကုန်းစခန်းငယ်တစ်ခုကိုလက်လွတ်ထားရလူနီးနီးချစ်ခဲ့ပုံပေါ်ပါတယ်။ ဂျပန်နေ့ကတော့လေချောင်းပြစ်ကူကြားတဲ့ကနေဆက်တိုးလို့မရဖြစ်နေတယ်လို့ယူဆရပါတယ်။ချုပ်ရရင်ဂျမ်ဘတာလေချောင်းအရေးတာမှုကြောင့်အမတ်ဆက်ကိုစစ်စစ်ကိုကဲမှုဌာနချုပ်လက်အောက်ခံတပ်တွေရဲ့စစ်ကြောင်းတွေပြန်ပြီးစုဖွဲ့သွားနိုင်တဲ့အနေအထားဖြစ်တာကိုတွေ့ရပါတယ်။နောက်တစ်ချက်ကအင်အားပြည့်တဲ့အစီအစဉ်တန်း၁၈စီးထပ်ပြီးဝင်လာနေတာရှိပါတယ်။အဆိုပါမြေပြင်သတင်းနာမှန်ခဲ့ပြီဆိုရင်တော့အလဲပိုင်းတိုင်းစစ်ဌာနချုပ်စစ်တိုင်းမှုအစ်စ် တင်မင်းလာရဲ့အန်းတောင်ကြားလမ်းတစ်လျှောက်ကွာစားလူစ်တွေရဲ့တွေးချောင်းစီးစိမ်မဲ့လောက်ရအစတင်လိုက်ပြီလို့ဆိုရပါလိမ့်မယ်။တရက်အထက်မင်းလာနဲ့မင်းအောင်နဲ့မြေအစတွေဖြစ်တဲ့တလုံရင်းဘွေကြီးရွာတွေဘက်ကိုနေပြည်တော်စစ်ကြောင်းတွေဝင်ရောက်ဖို့စစ်တော်ဘီတွေဘက်ကနှစ်ချောင်းပေးနေကြကိုတွေ့ရပါတယ်။မလွန်တက်တဲ့နေရာကနေအင်အားစီးစဲရင်းနှီးလေးစီးလင်းကယ်ဘက်ကနေထွက်လာတာကိုတော့တွေ့ရပါတယ်။ ကောင်းမြတ်ခြေဆိုင်အမှန်24ကာဝေးပစ္စည်းဆက်ရုံအတွင်းတို့လည်းစစ်ရဟရင်နဲ့၃ခေါက်တီးစဉ်သက်ထားတာရှိပြီးအင်အားစီစစ်စဲစစ်ကြောင်းတချို့ဖြည့်တင်းလာတာပဲဖြစ်ပါတယ်။ပခုတ်ကူခြေဆိုင်အမှတ်တရ1ခြေပြန်တပ်မဌာနချုပ်ထဲကနေအင်အားပြည့်ပါတဲ့စစ်တန်း၂စီကံလာရွာဘက်ကိုဖြတ်ပြီးထွက်သွားခဲ့တာရှိသလိုညံမြို့နယ်နဲ့ရေစကြိုမြို့နယ်အနောက်မြောက်ဘက်အဆက်တွေကို UAV နဲ့ကင်းထောက်မှုတွေပြုလုပ်နေတာကိုတွေ့ရပါတယ်။ မန္တလေးတိုင်းတွင်းမှာတော့မရယာရှိပဲဆရာကျော်ထရားနဲ့ဆယ်တော်ကြီးကြားထိတွေ့မှုပြင်းထန်ခဲ့တာရှိပါတယ်။ဆရာမဆကြောင်းတွေဟာကိုလုံးပြောကနေတန်ငါမြောက်ရွာအလွန်ထိတက်ပြတ်နိုင်မှုလှုပ်ရှားနေပြီလို့ယူဆရပါတယ်။စပိတ်ကင်းမြုံနယ်မြောက်ပိုင်းက၎င်းနယ်မြေမှာတော့ထိတွေ့တိုက်ပွဲတွေဖြစ်မလာသေးဘူးဆိုရင်တော့လေချောင်းတက်ခိုက်မှုပြုလုပ်လာနိုင်မယ်ရှိပါတယ်။ဒေသခံပြည်သူတွေသတိထားဖို့တိုက်တွန်းလိုပါတယ်။ မေဒီလာခြေဆိုင်အမတ်99ခြေလျံတပ်မဌာနချုပ်ရဲ့စစ်ကြောင်းတချို့ရှမ်းနယ်လေတပ်ကနေစတင်ထွက်ခွာနေကြတာကိုတွေ့ရပြီးတပ်အမတ်တွေကတော့စီစစ်နေကြတာဖြစ်ပါတယ်။ငတရောင်းနဲ့တောင်သာမလိုက်နေမျိုးတွေကိုအကြမ်းဖက်တပ်ဟာမြေပြင်စစ်ကြောင်းလှုပ်ရှားမှုတွေရှိလာနိုင်ပါတယ်။ဆနောင်းကောင်ပြည်သူစစ်ရာကိုအမားကန်နေမျိုးဖြစ်တိဆောက်ပြီးဝင်းကျင်တဝိုက်ကိုထိန်းချုပ်မှုပြုလုပ်လာပါလိမ့်မယ်။ကျောက်ပန်းအခြေဆိုင်အမတ်တိဒေါ်စစ်စေကိုကဲမှုဌာနချုပ် အမတ်ထောက်အရှင်အမတ်ထောက်အကိုဒုံးတက်ရင်ညောင်းခြေဆိုင်အမတ်435ခြေပြန်တက်ရင်နဲ့ပုပ်ပါခြေဆိုင်အမတ်88ခြေလင်းတက်ရင်တို့ရဲ့နောက်ခြံအင်အားတွေကိုထုတ်လာမှာဖြစ်ပြီးစစ်နယ်မြေမှုကတော့ဒုံးစစ်စီကိုကဲမှုဖြစ်ပြီးအမြင်နဲ့အပတ်စဉ်စီစစ်နေတယ်ပဲဖြစ်ပါတယ်။စကိုင်းတိုင်းတွင်းမှာတော့ခြေလင်းမြေနောက်ဘက်ကရဲ့မြို့တော်လို့ဆိုကြတဲ့ကလေးတန်နယ်တွင်းကိုတော့အမတ်96ခြေမြန်တက်မှဌာနချုပ်ရဲ့စစ်ကြောင်းတချို့ Y8 တဲ့ယူဖို့ဆောင်ရည်နေနဲ့နှစ်ခေါက်ရောက်ရှိလာတာကိုတွေ့ရပါတယ်။ ဆိုပါစကြောင်းတွေဟာချင်းပြည်နယ်အတွင်းသို့ဝင်ရလားစကိုင်းတိုင်းထက်ပိုင်းကိုပဲလားဆိုတာကတော့မသိရသေးဘူးဖြစ်ပါတယ်။စက်မတမလုံးလာခဲ့မယ်ဆိုရင်တော့ယခုအရင်ဆုံးစရောက်လာတဲ့အဖွဲ့တွေဟာမော်လိုက်နေမီထဲမှာဈေးဥဖောက်ခံရနိုင်ခြင်းရှိပါတယ်။ပလဲမြို့နယ်အင်မတီပြည်သူ့ဆေးရွာကနေဆေးရွာအရင်နဲ့၃ခေါက်အင်အားတချို့ပြန်ရုပ်သွားတာရှိခဲ့ပါတယ်။ကမ္ဘာလုံးနေရဝါတော်လို့ခေါ်တဲ့950တင်ကားကြောင့်လက်နက်ကင်အဖွဲ့ကြီးဆုံးရာဖြစ်တယ်လို့ အရသမားမောင်ကြီးရဲ့အမဂန်နေမြေဖြစ်ပါတယ်ရခင်ရရတောက်ရကနေချက်ချင်းပါကြောင်စိမ့်သွားရပါသလဲပြည်သူစစ်တွေနဲ့တာဝန်ထမ်းဆောင်တဲ့ဝဲစားတွေဟာဘောမလောကမှာဗတ်ပြန်ကြားပြန်ညှိကြလိရှိပါတယ်ရခုလဲရွှေဘိုတက်နေတာဘိုးကြီးရဲမင်းပိုင်ဟာဈေးကောင်းနေမြေရစကန်ဖြစ်စင်တဲ့ပတ်သက်ပြီးဝါတော်ပယောကမကင်းမှုဆိုတာတိုက်စစ်ဌာနချုပ်နဲ့စစ်ရုံးအထိတိုင်ထားတယ်လို့သိရပါတယ် ဝါသွားကတော့လက်နက်ခဲယံဖြန့်ဝဲထားမှုတွေချက်ချင်းစစ်ဆေးခံနိုင်ရခြင်းရှိပြီးတိုင်တဲ့သူကတော့ထင်ရတဲ့မှုအာမခံမရမှာသိကြနေပါဗျာ။ကရင်ပြည်နယ်ကတော့ဘောလုံးဝဲပြီးတာနဲ့ကြားလာနိုင်ပါတယ်လို့ပြောခဲ့တဲ့အတိုင်းဖြစ်လာတာကိုတွေ့ရပါဗျာ။ကိုဆံမြင့်တို့ရုပ်လုံးထပ်ပြလာပြီပဲဖြစ်ပါတယ်။ဘာမှအများကြီးလုပ်စရာမလိုပါဘူး။ကရင်ပြည်နယ်ကြီးငြိမ်းချမ်းဖို့အစည်းအဝေးလုပ်ပြီးဆိုတာကတစ်ဖက် တရားမဝင်ရွေးကောက်ပွဲကိုစတင်မှာကတစ်ဖွဲ့နဲ့တင်ဇက်ရှင်တဖြည်းဖြည်းမြင့်လာပြီဖြစ်ပါတယ်။စေကြတာကတော့ BDS နဲ့ DKBA သာနိုင်ငံကလေးရမပေးခဲ့ပါလင်စစ်ကြောင်းတွေဒီခရီးထိဒါရောက်เสียအခြေအနေရှိမနေပါဘူး။အနည်းဆုံးကြည့်လိုက်ရမယ်ဆိုရင်တော့ KB နဲ့ငင်းချမ်းမှုဆိုပါလင်စစ်တပ်မရှိမှဖြစ်မှဖြစ်တဲ့အတွက်စစ်တပ်ကိုပဲတိုက်မှာလားစစ်တပ်ကိုတိုက်နေတဲ့အဖွဲ့တွေကိုတိုက်မှာလားဆိုတာပဲစောင့်ကြည့်ရမှာဖြစ်ပါတယ်။ ခြေရတွေလည်းမှာကျက်တလုံးဟာကိုစိန်ချိုးလို့ခေါ်တဲ့ကာဆာဒါစစ်စင်ရေးအထူးအဖွဲ့မှုတွေအချိန်ပြောင်းလုပ်ခဲ့သလို ပိုင်တဲ့နယ်မြေတွေကိုပြင်ဆင်မှုတွေပြုလုပ်ခဲ့ပါတယ်။အဲဒီအကြောင်းကိုတော့ပြီးခဲ့တဲ့ရက်မြန်မာပြည်ကို၅ပိုင်းပိုင်ပြီးရောင်းတော့မလားဆိုတဲ့ကွန်တက်မှာပြောပြခဲ့မှုကြီးဖြစ်ပါတယ်။အခုစိန်ချိုးကာဆာဒါစစ်စင်ရေးအထူးအဖွဲ့ဆိုတာဟောရခင်ခင်ညွန့်နဲ့ရဟရင်ပြက်ကြသွားတဲ့ဗယ်ဒီကက်တင်ဦးလက်ထက်မတိုင်ခင်တည်းက ရှိခဲ့တာဖြစ်ပြီးအထက်မြန်မာပြည်အောက်မြန်မာပြည်လိုလို AR မြင့်အရှိပဲချမ်းနဲ့ AR မြင့်အနောက်ဘက်ချမ်းလိုလိုပိုင်းခြားထားတာမျိုးဖြစ်ပါတယ်။ခါဟုတ်က88ခုနဲ့မတိုင်ခင်တည်းကကာကွယ်ဝန်ကြီးဌာနစစ်စေရေးအထူးအဖွဲ့ဆိုပြီးရှိခဲ့ပေမဲ့စောမအောင်ဦးဆောင်တဲ့နဝတာခေကြကမှစပြီးနာမည်ကြီးလာခဲ့ပါတယ်။အခု905နဲ့ဘော့စပိုရောက်နေတဲ့ဖိုလာပြည်ရဲ့ဖားသာဒေါက်တာနေဝင်းမောင်ကလည်း စစ်စေးထုတ်ဖွဲ့မှုစိန်အောင်ရဲ့သားဖြစ်ပါတယ်လူတစ်ပြေးပြေးချင်းတိလာတာကရဲပြည်ကြီးအောင်ထွေးကျော်ဝင်းတို့ဖြစ်ပြီး နောက်တစ်ဆက်ကတော့တာအေးခေသော အုံးမြင့်နဲ့ကျက်တရုံမအားလာတို့ခင်ပဲဖြစ်ပါတယ်စစ်တပ်ကရလာခါလို့ခေါ်တဲ့အရှိန်အဝိုင်းတိုင်းစစ်ဌာနချုပ်နဲ့နပါတနေတီတော်တိုင်းစစ်ဌာနချုပ်ဆိုပြီးစုစုပေါင်းစစ်တိုင်း၁၄ခုဖွဲ့စည်းအပြီးမှာတော့အမတ်ချောက်စစ်စင်အထူးအဖွဲ့အထိ 2009ခုနှစ်ကနေစတင်ကဖွဲ့စည်းလိုက်တာဖြစ်ပါတယ်။ယခုရှင်းထားလိုက်တဲ့ကစားတာ6အမှတ်ကျောက်စစ်စင်ရဲ့အထူးအဖွဲ့ဆိုတာနေပြည်တော်အတိုင်းစစ်ဌာနချုပ်တခုတည်းကိုသာကုတ်ခဲရတာဖြစ်ပါတယ်။ဂျာရုပေးခြင်းလို့တမင်တက်တဲ့ဖန်တီးထားတဲ့နေရာဖြစ်ပါတယ်။နေပြည်တော်မှာလောက်ရတဲ့စစ်တမ်းမှုဆိုတာဥက္ကရာကြီးရဲ့ရက်ွက်မှာစေမှုလာဖြစ်နေရတဲ့ဘဝပါပဲစစ်တမ်းမှာ ကွန်မန်ဒါ၃မျိုး၃နေရာပဲရှိပါတယ်။တချို့စစ်တိုင်းမှုတွေနဲ့စိုက်ရင်တပ်ဖွဲ့မှုတွေပဲဖြစ်ပါတယ်။ဇာကာဇာလို့ခေါ်ကြတဲ့ဒေတာကုတ်ကေးမှုမှာ operation authority မရှိပေမဲ့ channel တွေရှိပါတယ်။တမမှုစားခမှုတွေမှာကြတော့ admin authority မရှိပေမဲ့လက်အောက်ခံတိုင်ရင်ဆယ်ရင်ကိုစိတ်တိုင်းကြရွှေ့ပြောင်းနိုင်တဲ့အာဏာရှိပါတယ်။ ဒူကြောင့်ဒူတိုင်းမှုနဲ့ဒူတိုင်းရဲမှုတွေဟာစင်မီကွန်မန်ဒါတွေလို့သာဆိုရမှာဖြစ်ပါတယ်။တခြားတိုင်းမှုတွေနဲ့တိုင်းရဲမှုတွေမှာပဲအုပ်ချုပ်ရေးတရားစီရင်ရေးနဲ့ဗန္ဒာရေးအာဏာဆိုတဲ့အာဏာကြီးတောင်းရရှိပါတယ်။ထိုနည်းတူစွာညှို့မှုညှို့ချုပ်တွေထံမှာလည်း၎င်းအာဏာမျိုးတွေချန့်ခွဲပေးထားခြင်းမရှိပါဘူး။သို့သောတိုင်းမှုဆိုတာလည်းကြီးရည်လေဒူအပိုင်ရှိနေတဲ့ area commander ဖြစ်နေပါတယ်။ စစ်တိုင်းမှုတစ်ယောက်သာစစ်ပုံကန်လိုက်မယ်ဆိုရင်ကြီးမားတဲ့စိန်ခေါ်မှုတစ်ယောက်ဖြစ်သွားနိုင်ပါတယ်။ဒါကြောင့်ယာရုတွေကိုထွေပြီးပြန်ပြီးချုပ်ထားတာဖြစ်ပါတယ်။နောက်ဆုံးမြေပြင်တပ်မှုတွေရဲ့လုပ်ပိုင်ခွင့်အာဏာတွေကိုပါဝင်ရောက်ဆက်ဖက်မှုတွေရှိလာခဲ့တာဖြစ်ပါတယ်။ထဲအောင်လေငါခိုင်းတယ်လို့လုပ်ကြစမ်းအေးကိုပြည့်ရင်တော့ကိုခံဆိုတာမျိုးတွေဖြစ်လာပါတယ်။ စစ်တော်လိုင်းရင်မူဗိုလ်ချုပ်ကြီးခင်ညို့ကိုဝိုင်းဖြုတ်လိုက်တာကစစ်တိုင်းမှုတွေရဲ့နောက်ွယ်ကလက်မဲကြီးမောင်ကြီးဖြစ်ပါတယ်။မောင်ခင်ညို့ဟာနိုင်ငံတော်ဝန်ကြီးချုပ်ဖြစ်နေတာတောင်ကကလန်ညွှန်မှုဆိုတဲ့နေရာပြင်အမျိုးသားထောက်လိုင်းရေးဆိုပြီးတော့တနိုင်ငံလုံးကိုချုပ်ကန်ထားခဲ့တာဖြစ်ပါတယ်။ဒါကြောင့်စစ်တိုင်းမှုတွေနဲ့ဒုချုပ်ပေါင်းပြီးခင်ညို့ကိုချုပ်ချပြီးမှဆရာဖားဆိုတဲ့စစ်ပဲရေးဟာလုံခြုံရေးတပ်ဖွဲ့တွေပေါ်လာပြီးဆရာနာဆိုတဲ့စစ်ပဲရေးဟာလုံခြုံရေးဌာနတွေကိုပါ ဆိုင်းလက်အောက်ခံတွေဖြစ်လာတဲ့အပြင်စီကြားတယုံနဲ့ရှိကြတဲ့မှတ်တမ်းယုံတို့ငွေစည်းယုံတွေဟိုပါတိုင်းစစ်ဌာနချုပ်တွေမှာငွေစည်းဌာနခွဲမှတ်တမ်းဌာနခွဲဆိုပြီးစစ်တိုင်းမှုတွေကိုအာဏာခွဲပေးထားရတာဖြစ်ပါပြောရမယ်ဆိုရင်နေမြေလိုက်တကယ်တချို့ငယ်စားကိုစားလေးတွေဖြစ်လာပါတော့တကယ်တမ်းလည်းတိုင်းမှုရဲ့အထက်မှာကြီးချုပ်ဒူးချုပ်ပေါ့နော်ကြီးချုပ်ဒူးချုပ်နဲ့ရေချုပ်လေချုပ်ပြီးရင်တချို့ဒါပဲရှိနေရမှာဖြစ်ပါတယ် စစ်တပ်ရဲ့အမြင့်ဆုံးယာရုဟာ major general ဗိုလ်ချုပ်ကြီးပဲဖြစ်ရပါမယ်။ဒါကြောင့်လဲတစ်ချိန်ကပြက်လုံးရှိခဲ့ပါတယ်။စစ်ကနေ30အထိပြက်တဲ့ပြက်လုံးလေးပါ။နံပါတ်1ဗိုလ်ချုပ်မူကဒကဘာလုံးမှာငါးတယောက်တည်းရှိရဲ့။နေ့နေ့ပေါင်း20အုပ်ချုပ်လာတာဆိုတဲ့ပြက်လုံးလေးမှတ်မိကြအောင်မယ်ထင်ပါတယ်။ကျွန်တော်ကတော့မှတ်မှတ်ရ GVB ကလွတ်နေ ရုပ်ဒဏ်တစ်ခုမှကြီးလိုက်ရခြင်းဖြစ်ပါတယ်ပြောနေတာဟာတက်ထုတ်တယောက်ဟာစစ်ပဲတိုက်ရမယ်ဆိုရင်စစ်ပွဲတွေမပြတ်တမ်းရှိနေပါသည်ဒီတိုင်းမှု၁၄ယောက်ကိုကုတ်ကဲနိုင်ပါတယ်မကုတ်ကဲနိုင်ရင်လဲချုပ်ပြီးနောက်တစ်ယောက်ပြောင်းလိုက်ရုံပဲဖြစ်ပါဒါပေမဲ့အခုတော့ဘယ်သူမှလည်းမခိုင်းဘူးအငြင်းတန်းတာဝန်ရှိနေတယ်ဆိုပြီးအာဏာတွေထထသိမ့်နေတော့နိုင်ငံတော်ကိစ္စတွေနဲ့မနိုင်မနှင်းဖြစ်လာတော့တရားမဝင်ရာလူတွေထပ်ပြီးထန့်ထားရတော့တာဖြစ်ပါတယ် အဲ့ဒီအစားပြီးစစ်စင်ရေးထုတ်ဖွဲ့မှုဆိုတာမလာအတွက်ကိုဘွားတွေဆွဲထုတ်လိုက်တာဖြစ်ပါတယ်တကယ်တမ်းစစ်စင်ရေးထုတ်ဖွဲ့မှုမှာဘာအနာမှရှိမနေဘူးဖြစ်ပါတယ်တိုင်မှုညွန်မှုတတ်မှမှုစခမှုတိုင်ရဲတပ်ဖွဲ့မှုဆိုတာစချုပ်ရဲ့ကိုစားတာဝန်ခွဲဝေယူထားရသူများဖြစ်ပါတယ်ဗေဒမဌာနချုပ်ဗေဒရင်တပ်ဖွဲ့ကဗေဒီနယ်ဗေမြို့မှာအခြေချတယ်ဆိုတာရှိပါတယ် စစ်စစ်ရေးထုတ်ဖွဲ့မှုရုံးဆိုတာသိရရှိမနေပါဘူးဆိုင်းဖို့လည်းထောင်မထားပါဘူးနေပြည်တော်ဆေးအောင်ရောက်အဆောင်တက်မှာပဲအဖီဆွဲပြီးရုံးတက်နေကြရတာဖြစ်ပါတယ်ဒါကြောင့်စစ်စစ်ရေးထုတ်ဖွဲ့မှုတွေဟာစီးကြမိတ်ထုတ်ပြန်လို့မရပါဘူးစစ်ဘက်ကရာချင်းတဲ့လေထပ်စင်ညွှန်ကြားချက်ကိုသာထုတ်ပြန်ဝင်ရှိတာဖြစ်ပါတယ်။အဲ့ဒီတော့ဘာဖြစ်လဲဆိုတော့အမိတ်နဲ့ညွှန်ကြားချက်တွေတတိတန်းကြီးထုတ်ပြီးချုပ်ပါတော့ ယခုနေပြည်တော်ခတ်ဝေလိုက်ဖို့ရဆိုရင်တော့တမဆွာဟာကြီးရာနေတော်ပြီးစစ်စေးရေးတွင်ဝေစရာမလိုတော့မဲ့အနေဒါဖြစ်နေမလားဆိုတာကတော့အဆောင်ကြည့်အောင်ပါပဲဖြစ်ပါတယ်တကယ်တမ်းပြောရရင်စစ်တိုင်းမှုဆိုတာစစ်ဘက်ဆိုင်ရာမူဝါဒကိုထိရသူတွေဖြစ်ပါတယ်အဲ့ဒီမှာဘာဖြစ်လဲဆိုတော့တနေရာမှာစေရေးတင်းနေပြီဆိုရင်စစ်စေးရေးထူပွဲမှုဆိုသူကရောက်လာပြီးစိတ်ဓာတ်မှာကြတော့ပါရဲ့ လက်ဥကြောက်ကြထိုင်ပြီးအမိတ်တွေချောက်ပေးဟိုတက်ကိုဝင်စစ်ဒီတက်ကိုဝင်စစ်တိုင်းမှုခမညာစစ်ပဲတိုက်ရမှာလားတက်စစ်တာပဲလိုက်ရမှာလားဆိုပြီးဝူရှူဝါတွေဖြစ်ကုန်ပါတယ်ဒါကြောင့်တစ်ချိန်တုန်းကစစ်တွေမှာတိုင်းမှုနဲ့ဒေတာကိုကင်မှုမင်းစော်တဲ့ငါစော်ကပုံမိုက်တယ်ဆိုပြီးချစ်ခဲ့ပြီးတော့ထိုးကြစိတ်ကြတာမှတ်မိကြအောင်မယ်ထင်ပါတယ်စစ်စေးထိုးဖွဲ့မှုတွေထဲမှာကြောက်ပြူလို့စစ်တွေလို့တော့တွားရတဲ့သူတွေကတော့ခုထိထမ်းမလာသေးတာကိုတွေ့ရပါတယ် ဘာသာပြမီဒီယာတွေကအခြေညာတွေထဲမှာစစ်တေးထုတ်ဖွဲ့မှုလို့မတုံပဲကာဝေးဦးတိချုပ်ယုံမှတာဝေရှိသူ အစ်င့်ရဲ့ယာရှိများဆိုပြီးတုံနှုံးတာပဲဖြစ်ပါတယ်။ကိုသားနဲ့ကိုဘွားဆိုတာအထက်အစ်င့်မှာမှဖြစ်တာမဟုတ်ပါဘူး။ကျွန်တော်တို့လက်အောက်ခံတပ်တွေမှာစာရင်မှုဒုတိယမှုဒီရှေ့တန်းသွားတဲ့အခါမျိုးမှာစာရင်ဘူကြီးကိုအာနာကြီးတုံရံတွေ့ရပြီးတော့ကိုဘွားထားခဲ့ပါတယ်။ကိုသားတာဝေရှိတာဌာနချုပ်တပ်ဖွဲ့မှုတွေဖြစ်ပါတယ်။ အဲ့ဒီမှာလေကိုဘွားနဲ့ကိုစားနဲ့ညာဖြစ်ခဲ့ကြတာဒီစစ်တပ်တရက်လုံးစခိုးတွေယူရဲဆိုတော့အတန်ဖိုင်လေးကိုနောင်များကြရင်ဖွင့်ပြပေးပါဦးမယ်ဆိုတော့ချုပ်ရမယ်ဆိုရင်အာဏာ၃ရက်ကိုအပြည့်အဝပေးထားရတဲ့ကိုစားတာဝန်ခံစစ်တိုင်းမှုတွေကို အမိလန်ချိုးထားနိုင်မှု ကိုဘွားဖြစ်တဲ့စစ်စေးအထူးဖွဲ့မှုတွေကတည်ရပြည့်တည်ရကြက်လာမဲ့အနေအထားကိုတွေ့နေရပါကြောင်းသုံးသပ်တင်ပြလိုက်ရပါတယ်ခင်ဗျာ စလဲဆုံးနားထောင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။စိုက်ပွဲကြီးအောင်ပွဲရှိကိုရှိ